Justice for Myanmar အဖွဲ့ကထုတ်ပြန်တဲ့အာဆီယံအသက်30အထက်ဂုံတရေပြတ်သူများဆင်းရဲမှာမြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့လုပ်ငန်းရှင်တွေဖြစ်တဲ့ဦးနေအောင်နဲ့ဦးအောင်မျိုးမင်းတင်တို့ပါဝင်လာပါတယ်။မြန်မာစစ်တပ်ကိုအားပေးကူညီတဲ့အရှိတောင်အာရှကတထေးကြီးဆက်နက်ဦးဆင်းရဲကို Justice for Myanmar ကဒီလာထဲမှာထုတ်ပြန်လာတာဖြစ်ပါတယ်။ IGE စီးပွားရေးလုပ်ငန်းစုရဲ့တီထောင်သူနဲ့ဥက္ကဋ္ဌဦးနေအောင်ဟာစမှုတိဝင်ကြီးဟောင်းလည်းဖြစ်တဲ့ဦးအောင်တောင်းရဲ့သားဖြစ်ပါတယ်။ လက်ရှိစစ်ကောင်စီဥက္ကဋ္ဌရုံတည်ဝင်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ရဲ့အကိုလည်းဖြစ်ပါတယ်။သူဟာလော်တဲဟိုတယ်နဲ့တန်လွင်မြေရေအားလျှက်စစ်ထုတ်လုပ်ရေးဆဲတိဆောက်ရေးစီမံကိန်းတွေအပါအဝင် လုပ်ငန်းအများအပြားကိုစစ်တပ်နဲ့နှိစက်တဲ့ဆက်ဆံရေးတွေကတဆင့်လောက်ကန်ခွင့်ရနေတယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ ဥနေအောင်ပိုင်း UAB ဘဏ်ကိုတော့ဆရာနာသိမ့်ပြီးနောက်ပိုင်းမှာနိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့ခံရတာကနေရှောင်လွှဲဖို့ဝမ်ကွက်တော်ဆက်သူတအူးစီကိုရှယ်ယာတွေလွှဲပြောင်းပေးခဲ့တာရှိတယ်လို့ဆိုပါတယ်။ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်မိသားစုနဲ့နှီးဆက်တဲ့ဥအောင်မျိုးမင်းတင်လည်းဒီစည်ရဲမှာပါဝင်လာပါတယ်။သူကအဘန်းချမြန်မာဂရုနဲ့ Amazing Crew of Company တီထောင်သူဖြစ်ပါတယ်။ စစ်ကောင်းဆောင်ရဲ့မိသားစုနဲ့နီးစပ်တာကြောင့်သူ့ရဲ့ဟိုတယ်လုပ်ငန်းအတွက်မြင်နေရတွေကိုအခွင့်တူးကံရနေသူလို့ Justice for Myanmar ကဆိုပါတယ်ထင်ရှားတဲ့မြေနေရာကတော့အခုအရခတ်တတော်အေးအေးတင်ထားတဲ့ရခိုင်ပြည်နယ်ငပလီကန်းကျေကအမေးစင်းဟိုတယ်နေရာပဲဖြစ်ပါတယ်။သူတို့ဟာစစ်တပ်ကိုဗန်နာငွေပံ့ပိုးတာစစ်သုံးပစ္စည်းတွေရောင်းရှာတာဗန်နာရေးဝန်ဆောင်မှုပေးတာကတဆင့်စစ်တပ်ကိုအကျိုးအမြတ်ရရှိသူတွေဖြစ်တယ်လို့ Justice for Myanmar ကပြောထားပါတယ်။